Face ဆိုင်ရဲ့ AMI ရဲ့ feature လေးစုကိုကြောပြမယ်။သူကတော့ဒီ iPhone ရဲ့ camera ကိုဝက်ကမ်အနေနဲ့ wirelessly အသုံးပြုတာပေါ့နော်။အဲ့တော့အသုံးပြုဆိုလို့ရှိရင်ဒီ iPhone ရော Mac ကောက same wifi နဲ့ same Apple ID ဖြစ်နေဖို့လိုပါတယ်။ဒါတော့သူ့ရဲ့ original webcam ပေါ့နော်။သူက low light မှာတော့ quality ကတော်တော်ညံ့ပါတယ်။ဒီ iPhone camera ကကြတော့ sensor ပိုကောင်းတော့ low light ကြီးစားအများကြီးပိုကောင်းတယ်ပေါ့နော်။ပြီးတော့ဒီလိုမျိုး Face ဆိုင်မှာပါတဲ့ features ကြီးအကုန်တော်တော်များအောင်လည်းသူကသုံးလို့ရတယ်။ reaction တွေပေးတာမျိုး ဒီ feature တွေအကုန်လုံးက macOS Sonoma တင်လို့မရတဲ့ Mac တွေမှာလုံးဝမရပါဘူးပြီးရင် lighting ချိန်းတာမျိုးပေါ့နော်အဲ lighting မှာတော့သူရဲ့ intensity ကိုလည်းအတိုးလျှော့လုပ်လို့ရတယ်ပြီးတော့ portrait mode လည်းတုံးလို့ရတယ်ပြီးတော့ဒီ center stage ရကြတော့ကိုယ်ပဲရောက်လဲရောက်တဲ့နေရာကိုကင်မရာ light ပြတာပေါ့နော်ပြီးတော့ဒီ background တွေလည်းချိန်းလို့ရမယ် ီးတော့ဒီ desk view ကကြတော့ကိုယ့်ရဲ့စပွဲပုံဘာရှိလဲဆိုတာမျိုးပြတာပြောပါဒါပေမဲ့ကျွန်တော်ဒီစပွဲလေးကအရင်သိရတော့ကိုတော့ဘာမှမမြင်ရဘူးပေါ့နော်ပြီးတော့သူ့မှာဗားကင်မရာ၃လုံးစလုံးလည်းသုံးလို့ရတယ်ဒီလို latest OS တွေကို support မလုပ်တဲ့ Mac account တွေအတွက် update တင်လို့ရတဲ့နည်းကိုကျွန်တော်မကြခင်ဗီဒီယိုတင်ပြဖို့ရှိပါတယ်ဆိုတော့ဒီနည်းလမ်းနဲ့ကျွန်တော်ဗီဒီယိုကောတွေ interview တွေ meeting တွေကို quality ကောင်းကောင်းနဲ့ပြောလို့ရတယ်။နောက်ဗီဒီယိုအတွက် follow လုပ်ခဲ့ပါဦး။